ကဲဒီနေ့ကတော့တကယ်ချင်းနေဆောင်တော့ LGBT community အသူတွေဒီ psycho social support နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအရေးကြီးလဲဒီ LGBT ရဲ့အတွက် psycho social support မရလို့ရှင်ရယ်ဘယ်လိုဆိုးကျိုးတွေတက်ရောက်နိုင်လဲဆိုတာမျိုးလေးကိုငါတို့အထင်ရှင်လေးနည်းနည်းလောက်ဆွေးနွေးကြည့်အောင်ပထမဆုံးအနေနဲ့တော့ psycho social support ဆိုတာဘာလဲဆိုတာလေးကိုတယောက်အမြင်တစ်မျိုးစီပေါ့နော်ဘယ်လိုမျိုးလေးယူဆထားလဲအဲ့ဒါလေးကိုကြည့်အောင်ဘယ်လိုရင်းစားပြောလဲစိတ်ပိုင်းဆိုင်ရာတန်ဖိုးမှုပေါ့နော်အဲအဲ့ဒါလိုပြောလို့ရှိရင် ငါဘလို့နားလည်ထားလဲဆိုတော့ဒီလူရေတို့ဖြစ်လာလို့ရှိရင်အခက်အခဲရှိမယ်စိတ်ကောင်းမှုတွေအများကြီးရှိစိတ်ပြည့်စုံမှုတွေအများကြီးရှိဖို့အဲ့လိုချင်းမျိုးတွေကိုကြော်ပြတ်နိုင်ဖို့အတွက်ကိုဒီစိတ်ပိုင်းဆိုင်ရာအဖြစ်ကိုကြီးပတ်ဖို့ပေးရပေးရပေါ့နော်အဲ့လိုမျိုးမှာတော့နားလည်ထားတယ်ငါအနေနဲ့ဆိုရင်တော့ဒီစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆိုတာကအာငါရဲ့ဒီငါချစ်ရတဲ့အတိုင်းဝိုင်းပေါ့နော်ငါယုံကြည်ရတဲ့သူတွေအဲပြီးတော့ကြတော့အမ် ငါတငယ်ချင်းတွေပေါ့နော်အဲငါတငယ်ချင်းတွေကိုငါယင်ဟိုယုံကြည်ရတဲ့အကြောင်းအရာတွေယင်ဖွင့်ပြောပြလို့ရတဲ့အဟာမျိုးလို့ငါထင်နေပေါ့မလည်းခုနကဟိုကျေးဇူးပြောသလိုပဲပေါ့နော်အဲကိုယ်မှာစိတ်ဖိစီးနေတဲ့အရာတွေကိုဥပဝင်လေးတိုင်းပေးမယ်ဖွင့်ပြောမယ်ယင်ဖွင့်မယ်အဲပြီးလို့ရှိရင်အဲအဲ့လိုမျိုးပြောလိုက်ချင်းကိုယ်စိတ်လည်းပေါ့ပါသွားမယ်လို့အဲ့လိုမျိုးယင်ဖွင့်နေနေတိုင်းပေးလို့ရတဲ့ပန်ပိုးမှုတစ်ခုပေါ့ ဟိုကလည်းအဲ့လိုပဲယူဆထားတယ်အကုန်လုံးပြောသလိုပဲဟို psycho social support ဆိုတာကတော့ငါတို့လူတိုင်းမှာတော့စိတ်ပြေလို့ဟိုတခုမဟုတ်ဘူးကတော့ရှိကြတာပေါ့နော်ပြဿနာနေတိုင်းငါတို့မှာဖြေရှင်းနေကြရတာတခုပြီးတခုလုပ်ငန်းဝင်တွေမှာဖြစ်ဖြစ်မိသားစုပြန်လာပြီးဖြစ်ဖြစ်အဲ့ဒီပုံစံမျိုးကိုယ်နဲ့အရင်းနှီးဆုံးရှိရတူပေါ့ကိုယ့်ရဲ့မိသားစုဝင်ဒါမှမဟုတ်လည်းကိုယ့်ရဲ့ချက်တူလက်တွဲပေါ့ပေါ့နော်ပြီးတော့ကိုယ့်ရဲ့အမြဲတမ်းတွေ့နေရတဲ့တကယ်ချင်းမိတ်ဆွေတွေရနေပြီးတော့မှကိုယ်ဒီပြဿနာတွေကြုံတွေ့နေရတဲ့အခါအနည်းကဆုံး ရွေးထွေးမှုရအောင်စိတ်လုံခြုံမှုရအောင်လို့ဒီစိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးတာလေးတွေလို့ငါတို့ယူဆပါတော့เนาะခုနကခင်ဗျားပြောဆိုလို့เนาะစိတ်ကိုဆိုရှယ်ဆပိုးဒီစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုကဘယ်လိုရှိရနိုင်ပြီးတော့ရနိုင်တယ်အဲကိုရန်အောင်ပေးနိုင်တာဆိုလည်းကောင်းနေမှာစဉ်းစားမိတွားရောเนาะဆိုတော့အာကိုရန်ရေးပေးနိုင်တယ်အဲ့ဒါကပို့ပြီးတော့အဲရေးကြီးတယ်လို့ထင်တာတော့ ကိုနဲ့အနီးကပ်ဆုံးဖြစ်တဲ့ကိုရဲ့ပါဏာချီကအာဒီဆက်ကောဆိုရှယ်ဆပိုးရမယ်ဆိုလို့ရှိရင်တော့ကိုကိုပို့ပြီးတော့လုံလဲလိုအပ်တယ်ပြန်လည်ပေးနိုင်ဖို့ပါကိုလည်းအရေးကြီးတယ်လို့ထင်ပါတော့ဒီ email ဆိုရင်တော့ဘယ်လိုဘယ်လိုဆိုပြန်လဲပို့အင်္ဂါအနေနဲ့ဆိုရင်တော့အာအရေးကြီးတယ်ပေါ့နော်ဟိုတော်တော်လေးအရေးကြီးရဲ့အထက်မှာပါတယ်အဲကိုတချို့ ဟိုဖွင့်မပြောနိုင်တဲ့အခြေအနေတွေမှာပေါ့နော်ကိုယ့်ရဲ့ပါတနာကိုပုံမှန်လင်းလင်းပြောပြရတဲ့အခြေအနေကဟိုကိုယ့်အတွက်ကိုဟိုလုံခြုံမှုရှိတယ်၊နှွေးထွေးမှုရှိတယ်လို့ခံစားရတယ်ပေါ့နော်။ psychosocial support ထဲမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဖိမမှုတွေ၊ဘယ်လိုမျိုးအားပေးမှုတွေပါတယ်လို့ထင်တယ်။အာငါအရန်ဝန်းနေနေတဲ့အချိန်မှာဆိုလို့ရှိရင်အဲငါ့ကိုဖတ်ထားပေးတာပဲဖြစ်ဖြစ်အဲ ဟိုနင်ဘာမှမဖြစ်ဘူးเนาะငါရှိတယ်ပေါ့เนาะအဲ့လိုမျိုးလေးပြောပြီးတော့ငါကြောက်ကုန်းလေးကိုပုတ်ပေးတာပဲဗျအဲ့လိုမျိုးဆိုလို့ရှိရင်ငါအနေနဲ့ရန်တွေးထွေးတယ်အငါငိုလို့မရတဲ့အခြေအနေတွေမှာဆိုရင်သူ့စီမှာပဲငါငိုလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးဖြစ်တယ်အဲ့အချိန်မှာဘယ်လိုခံစားရလဲအဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်ဟာ तू ကငါအတွက်ဟိုဟာအားကိုးတဲ့အားကိုးရတဲ့သူတယောက်ပေါ့ ဟိုငါ့ကိုဟိုလုံခြုံမှုပေးနိုင်တဲ့သူနှွေးထွေးမှုပေးနိုင်တဲ့သူတရားအနေနဲ့ငါခံစားရတယ်စိတ်လုံခြုံမှုအပြည့်အဝရတယ်သူစီရနေပြီးတော့အမအိုလာပြီးတော့မြစ်သိပ်ပေးရအဲစကားလေးတစ်ခုနဲ့နဲ့တည်းကိုခြေနဲ့တည်းဘယ်လိုမျိုးသူကအာနားမှာသူရှိနေတယ်နော်အဲသူတို့ဖြတ်ကြမယ်ဆိုတဲ့စကားနဲ့တည်းကိုပဲအမရဲ့စိတ်ကြည်စီမှုပြေရော့တယ်အမဆိုရှင်အဓိကတော့အဲ့ဒီ လုံလုံကိုအချစ်သူကြီးကဒီစိတ်တက်ကြနေတာဒါမှမဟုတ်လည်းသူပြဿနာတစ်ခုနဲ့ရှင်းဆိုင်ရရတယ်ဆိုလို့ရှိရင်သူသူပြောပြရတာရောအရင်နားထောင်ဖို့လိုတာပေါ့။ဒါဆိုဟိုတချို့ကြရှိရတယ်เนาะပြောပြပါတယ်ပြောပြတာကိုနားမထောင်သူသူပြောချင်တာကိုပြန်ပြောတကယ်တော့ဘာလို့ကဟိုနားထောင်နေသူဖြစ်ဖို့လိုတာတကယ်တကယ်နားထောင်နေသူဖြစ်ဖို့လိုတာသူပြောတာကိုနားထောင်ပြီးတော့သူ့ကိုတကယ်ကိုကစိတ်ထဲရနေပြီးတော့နားလိုက်ပါမှာ။ ဒီနားထောင်ပေးရဆိုတဲ့နေရာမှာလဲဟိုတကယ်နားထောင်ပေးဖို့လိုတယ်သူ့ကိုတေချာ attention ပေးပြီးတော့ဗောနော်အဲတေချာနားထောင်ပေးမယ်အဲ့လိုအခြေအနေကြရင်ရောနင်းနေနဲ့ပုံမှန်လင်းလင်းဖွင့်ပြောမိလားကိုယ့်ရဲ့ partner ကိုဟိုနင်းဒီလိုလောက်တာတော့မကြိုက်ဘူးနော်ကျေးဇူးပြုပြီးငါ့ကိုဒီလိုလေးလုပ်ပေးလို့ရမလားဆိုတဲ့ဟာမျိုးနင်းဘက်ကပုံမှန်လင်းလင်းပြောပြတာရှိလားအဲ့အဲ့ဒါအရင်ကောင်းလို့မေးတယ်။ဘာဖြစ်လို့လဲဆိုတော့လေဟုတ်အဲ့ဒါလေသိတာတစ်ခါတည်းကြောက်ကောလေတစ်ခါတည်းခံစားနေရတယ်။တစ်ခါတည်းခံစားနေတဲ့ခါကျတော့လေဟိုအယူဆတွေကလွဲသွားတယ်ပြန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 ် ပုံမှန်ဆိုလည်းအမှန်တော့ဖွင့်ပြောရပါဖွင့်ပြီးတော့ပြောရပါပေါ့တော့ကိုယ်နဲ့လည်းပြောဆိုပြီးအဲ့လိုမဟုတ်ဘဲနဲ့ငါဖွင့်ပြောရတဲ့အချိန်လည်းပြောလို့မပြောမှလည်းကိုယ့်ဘက်ကလည်းကြိတ်ပြီးစိတ်ကောက်သွားတဲ့အချိန်မျိုးရှိအဲ့ဒါ defective ကြီးခံစားနေလို့လည်းမရဘူးပေါ့နော်အဲ့ဒါလေးကလည်းဘာလို့အများရဲ့ဟိုစိတ်ထဲမှာတယောက်တစ်ယောက်ပုံမှန်ဆိုလည်းရှိဖို့လို့တကယ်တော့အဲ့မပွင့်လင်းတာတွေကစတာပေါ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေအဲ့လိုပေါ်ထုတ်ပြီးမပြတ်တတ်တော့ပြမပြောတတ်တော့အဲ့တို့ကြောင့်ပြဿနာ ကိုယ့်ရဲ့ partner နဲ့ကိုယ်နဲ့ကြားရပါဘူးပြဿနာရှိအခုကိုယ်ဘာဖြစ်ချင်တာလဲနေဘာဖြစ်သွားလဲဆိုတော့မိရဲ့ခါကျရင်ခုနကပြောလို့ဆိုတယောက်တည်းစိတ်ပြီးကောက်တည်ရမှာအဲ့ဒါဆိုပြောလို့ပြောပြရတဲ့ကြောင့်မထွက်ကြလည်းမသိရောနော်မသိရတဲ့ကြောင့်ပြဿနာတစ်ခုတက်ပြီဆိုရင်အဖြေရှင်းနိုင်အောင်ပို့ဟိုဖြေရှင်းရမယ်နေတယ်ဘယ်လိုဖြေရှင်းရမယ်ဆိုရင်အဖြေကိုရှာမတွေ့တော့ဘူးနေအငြိနေလိုက်တယ်လည်းပြီးသွားတယ်ပို့နောက်ပိုင်းမှာတော့အာငါလဲကိုယ့်ရဲ့မကောင်းတဲ့အကျင့်လေးရှိနေတယ် ဆိုတာကိုသိလာတဲ့အကြောင်းပြုပြင်ဖို့ကြိုးစားတယ်ပေါ့နော်။ Psycho Social Support ကဟိုကိုယ့်ပါတနာနဲ့ကိုယ့်ရဲ့ခြားထဲမှာဘယ်လောက်ထိအရေးကြီးလဲကိုယ့်ပါတနာစီကမရလို့ရှင်ပေါ့နော်ဒီ psycho social support စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေပံ့ပိုးမှုတွေညှိထွေးမှုတွေမရအောင်ဆိုလို့ရှင်ဟိုကိုယ့်အတွက်ဘယ်လောက်ထိဆိုးကျိုးတွေတက်ရောက်နိုင်မယ်လို့ခင်ဗျာယူဆတယ်ငယ်ဘဝပေါ့နော်ငယ်ဘဝမှာကြုံခဲ့ရတဲ့ဒီခံစားခဲ့ရတဲ့စိတ်နာကျင်ခဲ့ရတဲ့အဖြစ်အပျက်လေးတွေစိတ်တန်ရာလေးတွေလည်းရှိရေပေါ့အဲ့ဟာနဲ့ချိန်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်အာငငယ်လေးကဒီငါအာ transgender တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့မိသားစုအတိုင်းအဝိုင်းရပါတော့အာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံမင်းနဲ့ဟိုလောင်ပြောင်တာမျိုးကဲ့ရတာမျိုးမိသားစုရောဆွေမျိုးသားချင်းအတိုင်းအဝိုင်းရပါတော့အာအဲ့လိုမျိုးလေးရှိတယ်ဒီလက်ရှိအထိကိုဘလို့အကျိုးသက်ရောက်မှုတွေဖြစ်သွားလဲဆိုတော့ခုနကပြောလို့ကိုယ့်ကိုယုံကြည်မှု အားနေလာတယ်ပြီးတော့ဘဝင်ချင်ကိုအရန် queue site တဲ့အစိတ်ဖြစ်နေတယ်ပြီးတော့ကိုယ့်ရဲ့ဖြစ်ဒီမှုကိုကိုကိုယ်တိုင်လက်ခံဖို့ဟိုခက်ခဲနေတယ်အမေပေါ့နော်ဟိုငါက transgender ဖြစ်တာကိုလက်မခံတာမျိုးမဟုတ်ပေမဲ့ငါကိုယ်တိုင်သူတို့ပြောလို့မှားနေရလားဆိုရဲအတွေးမျိုးတွေထောက်လျှောက်လို့တွေးခဲ့မိရပေါ့ငါကြုံခဲ့ရတဲ့အဖြစ်ပြက်တစ်ခုပေါ့နော်ကိုရေးဆိုလို့ရှိလို့ရှိရင်သူ့မှာအဝဲနဲ့ရှိတယ်အဲဒါပေမဲ့ तू ကအမြဲတမ်းပဲ ဟိုငါတခုခုတိုင်မင်လိုက်တိုင်းအဲတခုခုသူ့ကိုအမျိုးဖွင့်ပြောလိုက်တိုင်းသူကငါ့ကိုဟိုငါဘက်ကိုပဲသူကအစိုးမြင်တယ်ပေါ့နော်ဒါကနေမကောင်းလို့ဖြစ်တာပေါ့ဒါကနေဒီလိုလေးလှုပ်လိုက်လို့ဖြစ်တာပေါ့ဆိုပြီးသူကအမြင်နဲ့အဲ့လိုမျိုးကြီးပြောတယ်ကြာလာတော့ကြာတော့ငါဘလို့ဖြစ်လာလဲဆိုတော့ကြာတော့အော်ဟုတ်တယ်တခုခုလှုပ်လို့ရှိရင်ဒါငါမှားနေလို့ပဲဖြစ်တာအဲဒါငါဒီလိုမျိုးတော့မလှုပ်သင့်ဘူးဆိုတဲ့ဟာမျိုးငါနဲ့ငါမြင်တယ်အဲ့လိုမျိုးစိတ်ဝင်လာတယ်ပြီးတော့ကြတော့ကိုယ့်ရဲ့အဲ capacity ကျလာတယ်ကိုကိုကိုယုံကြည်မှုမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးလဲကြုံခဲ့ရတယ် ဟိုအမြဲတမ်းအပြစ်တင်ခံရနေတဲ့ပုံစံမျိုးလားဟုတ်တယ်အမြဲတမ်းအပြစ်တင်ခံရတဲ့ပုံစံမျိုးအပြစ်တင်ခံရတဲ့ခါကျတော့ကိုယ့်ပုံမှာအဲကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းအားနေလာတဲ့ပုံစံမျိုးပေါ့အဲလိုမျိုးခံစားရတာဟုတ်တယ်ဟိုတခုခုလှုပ်လိုက်တိုင်းကိုကိုကိုယုံကြည်မှုမရှိတော့ဘူးအဲလှုပ်လိုက်မယ်ဆိုလို့ရှိရင်ငါဒါလှုပ်လိုက်လို့မှားနေမှာလားငါ့လိုမျိုးဖြစ်သွားတော့မှာလားဆိုတဲ့စိုးရိမ်စိတ်ပေါ့စိုးရိမ်စိတ်ကကြောက်ရွံ့မှုရောအမြင်နဲ့ရှိတယ် LGBT စုံတွဲတွေမှာဆိုလို့ရှိရင်အချင်းချင်းဖိမာမှုအပတ်ပူမှုကဘာလို့ပို့ပြီးတော့လိုအပ်တာလဲဆိုတော့အဲသူတွေက LGBT တွေကပို့ပြီးတော့ခွဲခြားဆက်ဆံခံရရယ်ကွာပတ်ဝန်းကျင်ရှိရယ်ပတ်ဝန်းကျင်ရိုက်ခတ်မှုရှိရယ်အဲကိုမြေမိသားစုမိသားစုကကိုယ့်ကိုသဘောမတူထားဘူးအဲ LGBT တယောက်ဖြစ်တာကိုအဲသူတို့အနေနဲ့စန့်ကျင်နေမိသားစုတိုင်းဝိုင်းနေဖြစ်နေမယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဒီရိုက်ခတ်မှုတွေလည်းသူတို့မှခံစားနေရပါအဲ့ချိန်မှာ ကိုရဲ့ပတ်နာကိုချစ်တဲ့ချစ်တဲ့သူစရာပံ့ပိုးမှုတွေစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေဟာဟိုလိုအပ်တယ်လိုအပ်တယ်ဆိုတဲ့ခါကျတောင်းနေတောင်းအဲ့လိုမျိုးနားလေမှုနဲ့ပံ့ပိုးပေးဖို့အများကြီးလိုအပ်တယ်ပေါ့နော်အမျိုးသားနဲ့အမျိုးသမီးဒီအိမ်တော်ကြီးမှာတောင်မှအမျိုးသားဆိုလို့ရှိရင်ဘယ်လိုတောင်းဝင်ယူရမလဲအမျိုးသမီးဆိုရင်ဘယ်လိုတောင်းဝင်နေယူရမလဲဆိုတာကိုအဲ့လို ခွဲခြားသတ်မှတ်ထားကြတာလေးရှိတယ်လေနော်အရင်တော့ကအတွေးခေါ်တွေမှာအရင်တော့ကမဆိုလို့ရှိရင်အဲ့တော့ဟိုတချို့ LGBT တွေမှာလည်းပဲအဲ့လိုမျိုးကြခြားတာအစွဲတွေရှိလာတာရှိရဲ့ဥပမာဆိုပါဆိုဒီအမျိုးသားနေရာမှာဟိုဥဆောင်တဲ့သူနေရာမှာပေါ့နော်ဒီစီးပွားရေးလုံးမှုရေးအရာရာဥဆောင်တဲ့နေရာမှာယူထားတဲ့သူဆိုလို့ရှိရင်ဒီတာမန်ကတော့အမျိုးသားတွေမှာတော့မှဒီလက်ရှိခေတ်အနေထားအရာမှာအလောက်ကန်ခွလန်းရှားပါးတာတို့ ော့နောက်ပြီးတော့ဝင်ဝေရှာရတာခက်ခဲတာတို့ရှိကြတယ်เนาะဒါမဲ့အမျိုးသားတွေမှာတော့မအဲ့တော့ဒီ LGBT တွေမှာအထူးသဖြင့်ဒီအမျိုးသမီး LGBT တွေမှာဆိုလို့ရှိရင် ကြတော့ဘဝတစ်ခုကိုနှစ်ယောက်လက်တွဲဖြည့်ရှင်းနေပြီဆိုလို့ရှိရင်တို့မှာအဲ့ဒီဖီရတွေအများကြီးရှိနိုင်တယ်အဲ့ဒါကြောင့်အချင်းချင်းကလည်းဒီစီးပွားရေးပိုင်းမှာဆိုလို့ရှိရင်လည်းအလိုဟိုပေါ့တယောက်တည်းရပဲတာဝန်ယူထားမှမဟုတ်ဘဲနဲ့နှစ်ဦးအတူတူ လုံးဆောင်နိုင်ဖို့ပံ့ပိုးနိုင်ဖို့အော်နင်ကဟိုယောက်ျားလေးလိုနေလို့နင်ယောက်ျားလေးလိုအမျိုးသားတစ်ယောက်လိုခံယူထားတယ်နင်က transman ဖြစ်လို့နင်ကစီးပွားရေးတွေလုပ်ရမယ်ငါ့ကိုရှာကြွေးရမယ်ဆိုရဲအတွေးမျိုးတွေလည်းပဲမရှိဘဲနဲ့အကောင်းဆုံး support ပေးဖို့ပေါ့နော်လိုအပ်တယ်လို့မြင်တယ်အဲ့ဒါလည်းတိတ်အရေးကြီးတယ်ဘယ်လိုထင်လဲအဒိုမိုင်းပေါ့နော်ဒိုမိုင်းဒီသူသူသူကအိမ်အောင်ဦးစီးနေရာကိုယူထားရတယ်ဆိုတော့အတိတ်ပဲသူစီမှာယာရုတောင်းဟန်ဒီအကုန်လုံးတက်ရောက်သွားတာဖြစ်တဲ့ကြောင့်ဝန်ထုံးဝင်ဘူးတွေအားလုံးသူ့စီမှာ တယောက်တည်းဟိုရောက်နေရောက်နေတာဗောနော်အဲ့တော့ကြောင့်မလို့စိတ်ဖြစီမှုကြီးဆိုလဲသူ့စီမှာပုံများမယ်စိတ်ပင်မနိုင်စသဖြင့်ဗောအဲ့တော့ကြောင့်မလို့နေအောင်လုံးထူထူဟိုမျှယူပြီးသွားတဲ့ပုံစံမျိုးလေးရပိုကောင်းတာဗောအဲ့ဒါအောင်မှာတခါလေးမှာရှိနိုင်တာမျိုးကဘာထက်ရှိနိုင်ဒီလေးဆိုတော့အာငွေကြေးအဖြစ်တော့တူကရုံးကန်နေပဲဗောနော်အဲ့ဒါအောင်မှာတစ်ဖက်ကလက်တလုံးအခြေအနေမှာနှစ်ယောက်တူတူမယုံနိုင်သေးဘဲနဲ့တယောက်ကတော့ငွေကြေး ပိုင်းကိုရုံးကန်တယ်နောက်တစ်ယောက်ကအိမ်မှာအိမ်မှုကိစ္စတွေပေါ့အဲလောက်ကန်ပေးရတဲ့ဟာမျိုးကြီးရှိရှိနိုင်တယ်ပေါ့နော်အာအဲ့လိုပုံစံမျိုးဆိုလို့ရှိရင်အိမ်ထဲမှာနေပြီးအိမ်မှုကိစ္စလုပ်ရတဲ့လူမှလည်းသူ့ရဲ့စိတ်ဖိစီးမှုတွေ stress တွေဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့သူဒီငွေမရှာနိုင်တော့တဲ့အတွက်ကြောင့်မလို့အဲတစ်ဖက်ကလူအာကိုမိတွေ့ပြီးနေနေရတယ်ဆိုပြီးတော့အစိတ်ခံစားမှုတွေစိတ်ဖိစီးမှုတွေအဲ့လိုမျိုးရောက်လာနိုင်နေပေါ့နော်အဲအဲ့ခါကျရင်တော့အဲ့လိုမခံစားဘဲနဲ့ ဘယ်လိုပြောမလဲကိုကိုရိုင်းကလည်းတစ်ဖက်ကငွေအားဖြင့်ရှာတယ်လို့ကိုကလည်းလှုပ်အားအားဖြင့်အဲအိမ်မှာတူတူသူနဲ့တူတူထားဝတ်သူထမင်းညိုင်းထဲဖို့အတွက်အာသူ dress ဝေယဝိစာရီအကုန်လုံးအိမ်ကိစ္စတွေပံ့ပိုးပေးရပေါ့နော်နောက်ကွယ်နေဆိုတော့ကြောင်လှုပ်အားနဲ့တစ်ဖက်ကတစ်ဖက်တလန်းနေပံ့ပိုးကူညီနေတယ်နှစ်ယောက်တူတူယုံကန်နေကြတယ်အဲ့လိုစိတ်မျိုးလေးအဲတွေးတွေးလိုက်ဖို့လိုမယ်ပေါ့လေအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ ဟိုခုနပြောတဲ့နှစ်ယောက်ကြားထဲမှာတဟဇာတဖြစ်ဖြစ်ဖို့အတွက်ကိုခက်ခဲသွားမှာပေါ့နော်ငါတို့ဘယ်လိုထင်လဲငါတို့ LGBT တွေဆိုလို့ရှိရင်ကိုပတနာကိုအဓိကဟိုပုပွင့်လင်းလင်းပြောပြဖို့လိုအပ်တယ်လို့ငါတော့မြင်တယ်လက်ခံပါတယ်အဲ့ဒါတော့ငါလည်းဟိုလေခုနပြောလို့ပေါ့ကိုကံစားချက်ကိုပွင့်လင်းလင်းမဖော်ပြတတ်တာပေါ့နော် ပွင့်မလင်းလင်းမပြောတတ်တာတော့မဟုတ်ဘူးမဖော်ပြတတ်တော့မပွင့်လင်းတယ်လို့ဖြစ်နေရအဲ့တော့ကြောင့်မလို့ အဓိကအကြံပြုစကားပြောရမယ်ဆိုလို့ရှင်တော့တခြားသောပေါ့နော်ဒီ LGBT အနေနဲ့ဆိုလို့ရှင်လည်းအဒီဘလို relationship မျိုးမှမဆိုးပေါ့နော်သူပြန်တော့ကိုနဲ့အနီးကပ်တဲ့အကိုလက်တွဲပေါ်နေဆိုလို့ရှင်ပို့ပြီးတော့အရင်နေနေပုံမှန်လင်းလင်းဆက်ဆံဖို့ပြောဆိုဖို့လိုအပ်မယ်ကိုခံစားချက်တွေဖော်ထုတ်ပြဖို့လိုအပ်မယ်လို့ထင်တယ်ပေါ့ ဟုတ်တယ်အဓိကအရေးကြီးတာကတော့ဒီ LGBT အတွဲတွေကသူများတွေထက်တိုက်ခတ်မှုတွေပိုခံရမယ်ရင်ဆိုင်ဖြည့်ရှင်းရမှာပြဿနာတွေလည်းများတယ်ဘဝအတွက်ဟိုစားဝတ်နေရအတွက်ဖြည့်ရှင်းရမှာတွေရှိတယ်ပြီးတော့ဒီ LGBT မဟုတ်ပေါင်းဝင်ခြင်းဟာရိုက်ခတ်လာနိုင်တဲ့ရိုက်ခတ်မှုတွေရှိတယ်အဲ့ဒီအတွက် LGBT ဇုံတွဲတွေကဟိုတခြားဇုံတွဲတွေထပ်ပို့ပြီးတော့နှွေးထွေးပါပြီးတော့တယောက်နဲ့တယောက်နဲ့ဟိုပို့ပြီးတော့လေးလာပေါ့เนาะသူဘာလို့ညာလဲကိုဘာပေးနိုင်တာလဲဆိုတာမျိုးလေးတယောက်နဲ့တယောက်နဲ့ လေးလာပြီးတော့တကယ်ကိုနွေ့နွေ့ထွေးထွေးနဲ့ကိုယ့်ရဲ့ချစ်သူနဲ့အတူတူဟိုတဆုံးတိုင်းပေါ့နော်တကယ်တစ္ဆာချစ်ရှိနဲ့လက်တွဲသွားနိုင်မှုရာကကိုရီပေါ်မှာအများကြီးမူတည်တယ်တဦးတယောက်ချင်းစီပေါ်မှာမူတည်တယ်သူ့ကိုဟိုကိုယ့်ဘက်ကလည်းအကောင်းဆုံး support social psycho social support ပေးရမှာဖြစ်လို့သူ့ဘက်ကနေပြီးတော့လဲပေးနိုင်အောင်လို့ကိုယ့်ဘက်ကလမ်းဖွင့်ပေးဖို့ပေါ့နော်ကိုကပြောတဲ့နာလေးပြောပြဖို့လူရဲလုံးကတော့ယူဆရတယ်ဆိုတော့ အားလုံးပေါ့နော်အားလုံးကိုလည်းပဲအခုခင်ဗျားတို့ရောတကယ်ချင်းနေအားလုံးကိုလည်းပဲအဲ့လိုမျိုးကိုပါတနာနဲ့ကိုရင်းရင်းနှီးနှီးနဲ့ပုံမှန်လင်းလင်းနဲ့အပြန်အလှန်ဆိုက်ကိုဆိုရှယ်ဆပ်ပို့ပေးဖို့လိုအပ်တယ်ဆိုတာမျိုးလေးကိုလည်းပြောချင်တာပါ